ဟုတ်ကဲ့မင်္ဂလာပါမလေးရှားနေ့ကျွန်တော်တင်းမြအစီအစဉ်မှပြန်လည်ကြိုဆိုပါရစေ။ဟုတ်ကဲ့ဒီကနေ့ကျွန်တော်မိတ်ဆွေတို့ကိုပြန်လည်ဝေမျှပေးမယ့်အကြောင်းအရာလေးကတော့မလေးရှားနိုင်ငံ Merchant Trade Application ရနေပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံ KB Account တွေကိုကျွန်တော်ပတ်စံလွှဲတဲ့ပုံစံလေးပြန်လည်ဝေမျှပေးတော့မှာဖြစ်ပါတယ်။အခုဆိုရင်ကျွန်တော် Merchant Trade Account တခုတည်းကိုဝင်မယ်ဗျ။ဟုတ်ကဲ့ ဒီမှာဆိုလို့ရှိရင်မချန်တွင်ကောင်းတယ်ကျွန်တော်ရောက်သွားပြီပေါ့နော်ဒီအဲရောက်သွားတဲ့အချိန်မှာကျွန်တော်တို့ကဘယ်တဲ့ဝင်ရမလဲဆိုတော့ဒီ sump ဆိုတဲ့နေရာလေးတွေကိုဝင်ရမှာဖြစ်ပါတယ်အဲဒီဟာလေးကိုနှိမ့်ရမှာဖြစ်ပါတယ်အဲတော့ sump ကိုရောက်ပြီဆိုတော့ねကျွန်တော်ကဒီကအာလေကပေါ့နော်ဒါ remittance ဆိုတဲ့နေရာကိုဝင်ရမှာဖြစ်ပါတယ် interest international transfer လို့ရေးထားတာဖြစ်ပါတယ်နော်အဲ့ဒီဝင်ရမှာဖြစ်ပါတယ် အဲ့ဒီမှာကျွန်တော်ကဘန်အမျိုးအစားတွေပါတွေရွေးရမှာဖြစ်ပါတယ်ဒါပထမဆုံးရွေးရမှာတော့ကျွန်တော်နိုင်ငံရွေးရမှာဖြစ်ပါတယ်ဒီအပေါ်မှာကျွန်တော်နိုင်ငံကိုရွေးရမှာဖြစ်ပါတယ်အာဒါလီကနိုင်ငံကိုရွေးရမှာဖြစ်ပါ slab ဆိုတဲ့နေရာလေးနော်ဒီနားလေးကိုနှိမ့်ရမှာဖြစ်တယ်ဒီနားလေးကိုကျွန်တော်နှိမ့်ရမှာဖြစ်ပါတယ်အဲ့နားလေးကိုကျွန်တော်နှိမ့်လိုက်မယ်အာညမာနိုင်ငံဆိုတာကိုကျွန်တော်ရွေးရမှာဖြစ်တယ်ဒီမှာဆိုကျွန်တော်ညမာဆိုတာလေးကပေါ်နေရယ်နော်ဒီမှာဆိုရင်ညမာဆိုတာလေးကပေါ်နေဟုတ်ကဲ့အဲ့ဒါလေးကိုကျွန်တော်ရွေးမယ် ဟုတ်အဲ့ညမှာပြစ်သွားပြီဒီအောက်ကနောက်ဒုတိယအထက်ရွေးရမှာကဒီမှာပေါ့နော်ဒါမတ်တက်ပေါ့ကျွန်တော်ဘလူးလွှဲမှာလဲဘန်အတစင်လွှဲမှာလားကမ်ဘောဇာဘန်ကိုလွှဲမလားကျွန်တော်ကမ်ဘောဇာ KP ကိုလွှဲမလားပေါ့နော်ဒါနောက်ပြီးတော့ဒီပြင်ဘန်ကင်းကြီးလည်းလွှဲလို့ရတယ်ပေါ့နောက်ဘန်ကိုလွှဲမှာလားအာမိုဘိုင်းဘန်ကင်းကိုလွှဲမှာလားဆိုတော့ကျွန်တော်ကရွေးရမှာဖြစ်ပါတယ်ဒါဒီမှာဆိုလို့ရှိရင်ကျွန်တော်က bank account ရှိတယ် cash pickage ရှိတယ် ကျွန်တော်က KP ပေါ့နော်ဒါ KB set B ဆိုတာရှိတယ်ပေါ့အဲ KB set B ကိုကျွန်တော်နှိပ်လိုက်မယ်ဗျအဲ့တော့ကျွန်တော်ဒီမှာအာငွေမောက်ကိုရှင်းမယ်ပေါ့ဒါကျွန်တော်ငွေမောက်ကျွန်တော်150လို့ကျွန်တော်ထည့်လိုက်မယ်150ဆိုရင်ကျွန်တော်မာ transfer လုပ်ကြည့်မယ်ဗျဘယ်လောက်ရမလဲဆိုတော့အာညမောင်ငွေ3300 950ရမယ်တဲ့ဟုတ်အားလုံးပေါင်းကြမဲ့ fee ကြတော့

ထပ်ပြီးတော့ add လုပ်လိုက်မယ်เนาะဒီနာမည်ကိုကျွန်တော်ဆေးထားလိုက်မယ်ကိုထွတ်လို့ပဲဆေးရမယ်เนาะကိုထွတ်အဲ့တော့အောက်က relationship ဆိုတာ၄ကတော်ဆက်ဆွေမျိုးတော်ဆက်ပုံလို့ရေးတာပေါ့နော်အဲ့ဒါလေးကိုကျွန်တော်က France လို့ရေးလိုက်မယ်ကိုတိုဆိုတာ France ပေါ့နော်အော် France ဆိုတာလေးကိုရေးလိုက်မယ်အဲဖုန်းနံပါတ် transfer လုပ်မဲ့ဖုန်းနံပါတ်ပေါ့နော် transfer လုပ်မဲ့ဖုန်းနံပါတ် ဆိုလို့ pass နေလိုက်မယ်အဲ့တော့ journey မှာဆိုရှင် go to france and go transfer လုပ်မယ်ဖုန်းနံပါတ်လေးကိုရေးလိုက်ပြီးတော့မှကျွန်တော် next ကိုနှိမ့်လိုက်မယ် next လို့လိုက်မယ်ဒီမှာကျွန်တော်က e wallet ဖုန်းနံပါတ်ပြန်ထည့်မယ်နော်ဒါကျွန်တော် kp ဖုန်းနံပါတ်ပေါ့နော် kp ဖုန်းနံပါတ်ထည့်မယ်အကောင့်ဖွင့်ထားတဲ့ဖုန်းနံပါတ်ထည့်မယ်ကျွန်တော် next လို့လိုက်မယ်အဲ့တော့သူကဒီနံပါတ်နဲ့ပေါ့နော်ဒါ mmk ကိုတွဲမယ်ဆိုတော့ကျွန်တော်က down နှိမ့်မယ် ် nav ကိုထပ်နေမျိုးပေါ့နော်အဲ့ဒါဆိုလို့ရှိရင်တော့ဒီနံပါတ်နဲ့ဒီနာမည်နဲ့ကိုကျွန်တော်က forest ဖြစ်ပါတယ်ပေါ့နော်ဒါဒါဒါဆိုရင်အဆင်ပြေတယ်ပေါ့ကျွန်တော်လှုပ်ဆောင်ချက်အဆင်ပြေလို့ပြောရချင်မှာကျွန်တော် continue ကိုဆက်နှိပ်သွားမယ်။ဟော okay လို့နေလိုက်ပြီ။ ေးမန့်အမျိုးအစားကိုထပ်ပြီးတော့ဖြည့်ရမှာဗျာနော်ပေးမန့်အမျိုးအစားကိုထပ်ပြည့်ရမှာဆိုတော့ donation or gift ပေါ့နော် gift လို့ပဲရေးလိုက်ပါမယ်ဒီမှာကျတော့ဒီပတ်စံရတဲ့ soap ပေါ့နော်ပတ်စံပြရရလဲဆိုတဲ့ soap ကိုကျွန်တော်ကရေးပြအောင်မှာဖြစ်တယ်အော်အလောက်ကရတာလားအာလစဉ်ဝင်ငွေရရလားဒါစစုထားတဲ့ပတ်စံရရလားဒါမျိုးလေးပေါ့နော်ရေးပြရတာဖြစ်တယ်အဲ့တော့ money income ပေါ့ဒါလေးကနေရေးလိုက်လေရတယ်နော် money income အဲ့တော့နေကိုထန်နေမှာဗျဒီမှာဆိုလို့ရှိရင်လောက်ကြမလဲဆိုတော့160နဲ့တစ်ချက်ကြမယ်ကျွန်တော်လွှဲတာ150လွှဲတာပေါ့နော်160နဲ့တစ်ချက်ကြမယ်လို့သူကပြောထားတယ်ဒီနော်ဒီမှာကျွန်တော်မြင်အောင်ပြမယ်ဒီမှာဆိုရင်အာတရားညောင်160တစ်ချက်ကြမယ်ဆိုတော့ကျွန်တော်ဆွေးလွှဲက70ချက်တော့သူကိုလွှဲတာ150ပေါ့နော်အဲ့ဒါကိုပြောတာဖြစ်တယ် အဲ့ကျွန်တော်ဒီမှာဆိုရင်အမတ်ကလေးကို I agree ဆိုတဲ့နေရာမှာမတ်ကလေးပြလိုက်မယ်အဲ့တော့ mac payment ဆိုတာလေးကိုနှိပ်လိုက်နော် mac payment သူရပင်နံပါတ်ချပြတာကိုနှိပ်ရမှာဖြစ်ပါတယ်အဲ့တော့ပင်နံပါတ်ကို auto ဖြည့်လိုက်တယ်ပြနော် auto ဖြည့်တဲ့အချိန်မှာအဲ transfer အဆင်ပြေသွားပြီပေါ့နော် transfer ပြင်ပြေသွားပြီဆိုလို့ရှင်တော့ကျွန်တော်တို့ကဒါကို screen shot ရိုက်တာလည်းရတယ်ဒါမှမဟုတ်ရှင်ကျွန်တော်တို့က download receipt ဆိုတာလေးကိုနှိပ်လည်းရတယ် download receipt ကိုနှိပ်လိုက်လို့ရှင်တော့ကျွန်တော်ကတစ်ဖက်ကိုပြန်ပြလို့လည်းရတယ်ဒီဟာလေးကို screen shot ရိုက်ပြီးတင်ထားမယ်ဆိုလည်းရတယ်ပေါ့ကျွန်တော်ကတော့ screen shot ရိုက်ပြီးတော့ပဲတင်ထားလိုက်တော့မယ်အဲ့တော့စကရင်ရောက်ရိုက်တင်ထားလိုက်ပြီ။ Okay ။အဲ့တော့ဒါမှမဟုတ်ရှင်ကျွန်တော်က တယောက်ယောက်ကို share ပေးခြင်းနဲ့ဆိုရင်တော့ဒီအောက်ကဟာလေးကို share ဆိုတာလေးကိုနှိပ်ပြီးတော့ကျွန်တော် share ရမှာဖြစ်တယ်။မော share ဆိုတာလေးကိုနှိပ်ပြီးတော့အဲဟာလေးကိုနှိပ်လိုက်ရင် share လို့ရတယ်ပေါ့။အဲကျွန်တော်နှိပ်ပြပြီเนาะဒါတကယ်လို့ share ခြင်းနဲ့ဆိုလို့ရှိရင်လည်း share လို့ရတယ် ဒါ PDF file အနေနဲ့ share လုပ်ရတယ်ဗောနော်ဒါဘယ်ကို share မလဲဗော WhatsApp က share မလား Telegram က share မလားဗောနော်ဒါ Viber က share မလားကြိုက်တဲ့နေရာက share လုပ်ရတယ်ကျွန်တော်တော့မ share တော့ဒီတိုင်းလေးပဲကျွန်တော်က screenshot ရိုက်ထားပေးပြည့်တယ်အော် dom dom ဆိုတာလေးကိုနှိမ့်လိုက်ပြအဲဆိုတော့ကျွန်တော်တို့ငွေလွှဲတဲ့အစီအစဉ်ပြီးဆုံးသွားပြီဗောနော်ဒါဟုတ်ပြီကျွန်တော်က မချန်ဒရစ်ကနေရလွှဲလိုက်တဲ့ငွေကထွက်သွားပြီပေါ့ကျွန်တော်ရှိမှလဲကျွန်တော်တို့ကဒီမှာပေါ့ဒီမှာဆိုဝင်ကြည့်လို့ရတယ်ပတ်စံထွက်သွားလာဆိုထွက်သွားတယ်တော့160နဲ့တစ်ချက်ထွက်သွားတယ်ပေါ့အဲဆိုဟိုဘက်မှာကျွန်တော် K ကမ္ဘောဇာဘဏ်ပေါ့နော် KB မှာဝင်လာမဝင်လာကိုကျွန်တော်စမ်းပြီးတော့ကြည့်မယ်ဗျဟုတ် ဲ့တော့ကျွန်တော်တို့ဒီမှာမှတ်တမ်းတွေကိုဝင်ကြည့်မယ်ပေါ့နော်မှတ်တမ်းတွေကိုဝင်ကြည့်လိုက်မယ်ကျွန်တော်ရှိဝင်လာပေါ့ငွေမောက်မဝင်သေးဘူးပေါ့နော်အဲ့တော့ကျွန်တော်မှတ်တမ်းတွေကိုလုံးလုံးမဝင်သေးတဲ့အတွက်ကျွန်တော်စောင့်ကြည့်ရမှာပေါ့နော်ဒါဘယ်အချိန်လောက်ဝင်လဲဆိုတာကိုဆက်ပြီးတော့စောင့်ကြည့်နေတယ်ကျွန်တော်ပြန်လေတင်ပြပေးမယ်ဟုတ်ကဲ့ ခုလောစေတော့ဒီ view လေးကနိုင်ရထားပါဦးမယ်เนาะဟုတ်ကျေးဇူးပါဗျဟုတ်ကဲ့အခုဆိုလို့ရှိရင်မလေးရှားနိုင်ငံ merchant trade online banking အနေပြီးကျွန်တော်လွှဲလိုက်တဲ့ presence အဆွေမြန်မာနိုင်ငံ KBZB account တွေကိုဝင်ရောက်လာပြီဖြစ်ပါတယ်အဲ့တော့ကျွန်တော်အချိန်လေးကိုပြန်လည်လေ့လာကြည့်မယ်အချိန်ဘလောက်ကြာလဲဆိုတာကိုဝင်ကြည့်ကြမယ်ဗျဟုတ်ကဲ့အခုဆိုရင်ကျွန်တော်တို့ဒီအောက်ကမှတ်တမ်းတွေကိုတွားကြည့်လိုက်မယ်နော်မှတ်တမ်းတွေတွားကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့ ဟိုဒီမှာပေါ့နော်ပြပငွေလွှဲဆိုပြီးတော့ဟိုကျွန်တော်တွေ့ပါတယ်နော်ဒီမှာပြပငွေလွှဲဆိုပြီးတော့ဒါပြပငွေလွှဲဆိုပြီးတော့ဝင်နေရတွေ့ပါတယ်အာငွေမောက်ကအာတသိန်း၄000နဲ့9250ဆိုပြီးတော့ဝင်နေရဖြစ်ပါတယ်ဟုတ်ကဲ့ဝင်တဲ့အချိန်တွေကိုလေ့လာကြည့်တဲ့အခါကျတော့တနားရီနဲ့24မိနစ်ကဝင်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မချမ်းထွင်းကဘယ်ချိန်ကလွှဲလိုက်တာလဲဆိုတော့7နာရီကျော်လောက်မှကျွန်တော်မချမ်းထွင်းကလွှဲလိုက်တာဖြစ်ပါတယ် အမချမ်းတွေးကနေလွှဲလိုက်တဲ့ကြာဆိုလို့ရှိရင်ကျွန်တော်ဒီမှာဘောနော်အပေါ်ဆုံးကလွှဲထားတဲ့ငွေဖြစ်ပါတယ်အဲ့ဒါလေးကဆိုလို့ရှိရင်12နာရီနဲ့58ပေါ့နော်12နာရီ58မှာကျွန်တော်ကလွှဲထားတာဖြစ်ပါတယ်အဲ့တော့ဝင်ရောက်တဲ့အချိန်ကတော့ KB ရဲ့ဝင်တဲ့အချိန်ကတော့တနာရီနဲ့53ဖြစ်ပါတယ်အဲ့တော့နိုင်ဝက်ဝင်ခြင်းလောက်ကြာတယ်အဲ့တော့လွှဲတဲ့အချိန်မှာနိုင်ဝက်ဝင်ခြင်းတော့ဆောင်းပါတယ် အဲ့တော့အဆင်ပြေပါတယ်နော်အဲ့ဒါအဆင်ပြေလို့ပြောလို့ရပါတယ်ဟုတ်ကဲ့အဲ့ဆိုရင်တော့ကျွန်တော်တို့မချမ်းတွေကနေ KBZ ပြီကိုဘယ်လိုငွေလဲဆိုတာမေးစွေလို့နားလေးသဘောပေါက်နေမလို့ယုံကြည်ပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်